အားလုံးပဲမင်္ဂလာပါ Cooking is the football show နဲ့ကြိုဆိုပါရစေကျွန်တော်ကိုခန့်ပါဒီကနေ့ရဲ့ဘောလုံးအပြောင်းအရွှေ့သတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒုတိယပိုင်းအနေနဲ့ဆက်လက်ဆွေးနွေးလိုက်အောင်ခင်ဗျာ ပထမဆုံးသတင်းကျတဲ့သတင်းကတော့အာစနယ်နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။စပိန်ဘက်က AS သတင်းတင်နာရဲ့ဖော်ပြချက်ထဲမှာဆိုရင် Real Madrid အသင်းမှာအသင်းဝန်တန်းတွေနဲ့အဆင်မပြေမှုတွေရှိနေတယ်လို့သတင်းထွက်နေတဲ့ Brazil တောင်ပိုင်းကစားသမားလေး Rodrigo ကိုစိတ်ဝင်စားနေတဲ့ club တွေထဲမှာ Arsenal အသင်းပါဝင်လာတယ်လို့သိရပါတယ်။အဲ့တော့ Arsenal အပြင်နောက်ထပ် Premier League club အသင်းတစ်သင်းကလည်း Rodrigo ရဲ့အခြေအနေကိုမေးမြန်းမှုတွေပြုလုပ်ခဲ့ပါသေးတယ်။ အဲ့ဒီကလပ်တင်းကတော့ Liverpool ပါ Rodri လို့ကစားသမားမျိုးကိုဘယ်ကလပ်တင်းမဆိုလိုချင်ပါပဲဒီကောင်လေးဒီ Real Madrid အသင်းမှာနာမည် အဲ့လောက်မရအောင်နာမည်မချူးပေါ့ဗျာတိတ်ပြီး Kylian Mbappe ရောက်မလာခင်အချိန်ကာလတည်းက Vinicius Junior နဲ့ရှင်မယ်ဆိုရင်သူက Vinicius Junior ရဲ့နောက်မှာပဲရှိတယ် Okay ပြဿနာမရှိဘူး Vinicius Junior ကတနိုင်ငံနဲ့သားဖြစ်တယ်နားလည်းပေးနိုင်တယ်ငါငါရဲ့ right wing မှာငါပိုင်ငါဟိုနေရာတနေရာရတယ်ဆိုတော့ယူဆချက်ခံယူချက်နဲ့သူနေခဲ့တယ်တိုးတော့နောက်ပိုင်းမှာ Jude Bellingham တို့ရောက်လာတယ်ဒီနှစ်ဘောလုံးရသည်အစိုးဆုံးပေါ့ Kylian Mbappe ရောက်လာတဲ့အချိန်မှာသူ့ရဲ့နေရာပျောက်သွားဆိုတော့ဒီကောင်လေးအသေးမမ ပေးဆက်အနစ်နာခံခဲ့တယ်ကြိုးစားအထောက်အမှုပြုခဲ့တဲ့အရာတွေရှိပေမဲ့အသင်းကသူ့ကိုသူကောင်းပြုတာဟိုသူရတဲ့လောက်မရဘူးလို့ယူဆပုံတော့ပေါ်ပါတယ်ဒီလိုပြဿနာတွေကလည်းအများရန်ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်ကျွန်တော်ထောက်ပြဘူးတယ်အဲ့လိုကစားသမားကောင်းအများကြီးရှိတဲ့ကလပ်တင်းတဲ့တင်းကအောင်မြင်ဖို့မလွယ်ဘူးဒါရိုဒရီဂိုရဲ့အဖြစ်အပျက်ကိုကြည့်ပါတကယ်တော့လေပွင့်လင်းပြောရင်ရိုဒရီဂိုကအသက်အရွယ်လည်းမကြီးသေးဘူး24ပဲရှိသေးတယ်စွမ်းဆောင်ရည်ပိုင်းကလည်း တကယ်ကိုကောင်းတာ finishes junior ရောလို့ဗျာပရိသတ်အနေနဲ့ဟို dribbling တွေလှုပ်လို့သဘောကျတာရှိချင်မှရှိလိမ့်မယ်အေးစေးတယ်နော်တွေးအေးတယ်ဘောလုံး vision အရန်ကောင်းတယ်လှုပ်တင်လှုပ်ထိုက်မှလှုပ်တယ်တကယ်ကိုဟိုဘရာဇီးသားလို့မေးယူရမယ့်ဘရာဇီးသားလေးပြောချင်တာဘရာဇီးသားတွေကစကေးအရန်ပြတယ်ဒီတဲမှာ rodrigo ကလိုအပ်မှလှုပ်တယ်ကျွန်တော်ကအဲ့လိုပလေယာမျိုးတွေကိုပိုကြိုက်တာခွန်အားကိုအမြဲတမ်းခြံနိုင်တဲ့ ပလေယာတယောက်ဗီနီထက်ကိုဗျာကျွန်တော်ရိုဒရီဂိုပူသဘောကြတယ်အဲ့တော့ခုချိန်မှာဒီကောင်လေးကိုရီယယ်မက်ဒရစ်ကယူရိုသန်းတရာနဲ့ရောင်းမယ်ဘာညာဆိုတော့သတင်းမျိုးတွေခက်သက်သက်ကြားလာတဲ့အချိန်မှာအာကြီးကဒူရှိုင်လေးကောက်ဝင်အဲ့တော့ အာစနယ်နဲ့ဖြစ်နိုင်ခြင်းရှိမရှိကျွန်တော်တို့ဆက်လက်ဆွေးနွေးမယ်ဘောလုံးတင်းနေဆိုတာကတော့ဘောလုံးအပြောင်းရွှေ့ဈေးကွက်တော့မဖွင့်သေးဘူးထွက်နေတဲ့အတွက်ကြောင့်အားလုံးတော့မယုံကြည်သေးခြင်းဘောလုံးတင်းနေနဲ့ပတ်သက်ပြီးတချို့ပရိသတ်တွေကတော့လုံးဝအထာနဲ့နေအာဒီတင်းတွေကကောလာဟာလာပဲကောလာဟာလာတင်းတွေကိုပဲငါတို့ကဖြစ်နိုင်ခြင်းရှိမရှိကိုခန့်ဆွေးနွေးသုံးသက်တယ်ဆိုတာသူတို့သိတယ်တချို့ပရိသတ်ကြတော့မျောလင်းချက်ကြီးတယ်ဟာကိုခန့်ပြောရတယ်အာယူရူရီကိုရောက်တော့မယ်အာယူရူရီကိုစိတ်ဝင်စားနေအဲ့လိုမဟုတ်ဘူးနော်တင်းတွေကဘောလုံးဟိုအခြေအနေကအဲ့လိုကောလာဟာလာတွေပဲထွက်တာထားပါအဲ့တော့ကျွန်တော် ို့ Rodrigo အဓိကကစားတဲ့ main position ဒီ right wing သူရဲ့ natural position ပေါ့ဗျာ left wing နေရာမှာလည်းထွက်ပြီးတော့ကစားနိုင်တယ်အထောင်တိုက်စစ်နေရာမှာဆော့ဆိုရင်လည်းဆော့နိုင်တယ်နေရာသုံးနေရာလုံးဘယ်နှားမှာပဲဖြစ်ဖြစ်လောက်ခတ်ကစားနိုင်တယ် AM နေရာမှာထည့်မယ်ဆိုရင်လည်းရတယ်ဗျာ view ပိုင်းနီးစနစ်ပိုင်းမှာအဝင်ကိုက်ညီတဲ့ကစားသမားဖြစ်တဲ့အတွက်ဘယ်နှားပဲဖြစ်ဖြစ်အဆင်ပြေတယ်တိုးတော့ Arsenal မှာသူတို့ရဲ့ treasure ရှိတယ် Bukayo Bukayo ကြီးကိုဒိုးကွာ Rodrigo ဝင်ကွာဆိုရလောက်တဲ့အထိလည်းမဖြစ်နိုင်ဘူးနှစ်ယောက်လုံးကအည်သွေးချင်းတူတူတန်းတူတူပဲလေ ဲ့အတွက်ကြောင့်ဆာကာကလည်းသူ့နေရာသူအပိုင်သားရပြီးသွားတယ် right wing တနေရာအတွက်ဘူခါယိုဆာကာသည်အာဆနယ်တင်းရမထွက်မချင်းသူပဲအဓိကကစားသမားအဖြစ်ဆက်ရှိနေမှာပါဆိုတော့ရူဒရီဂိုကိုခေါ်မယ်ဆိုရင်ဘယ်နာသုံးမလုံးဆိုတဲ့အပိုင်မှာရှိတော့ left wing နေရာတဲ့သုံးမလားဒါမှမဟုတ်အထောင်တိုက်စစ်ဘိုင်းမှာမြန်သုံးမလားအထောင်တိုက်စစ်တနေရာကလည်း video yogesh နဲ့တင်းရထောက်လျှောက်တက်နေတာဗျာအတိတကလည်းဒီလိုအထောင်တိုက်စစ်တနေရာမှာအထောင်တိုက်စစ်မှုစစ်စစ်ကိုပို့ပြီးတော့အလိုရှိတဲ့ပုံပေါ်တယ်သူတို့ပြီးခဲ့သောဘောလုံးရာသီတွေမှာအဲ့လိုအထောင်တိုက်စစ်မှုစစ်စစ်မပါဘဲနဲ့ ကစားခဲ့ရတယ်ဒီဘောလုံးရသည်မှာဆိုပို့ဆိုးတာဗောဗျာဒါခန့်ရပဲဆိုရင်လည်းအထောင်တိုက်ဆင်မှုစစ်စစ်တယောက်မဟုတ်ဘူးအဲ့တကြောင်ဂိုးသွင်းတေကြတယ် body bit နဲ့တိုးနိုင်တိုက်နိုင်မဲ့ video yogesh လို့ကစားသမားမျိုးကတော့ arsenal အသင်းတို့ကပို့ပြီးလိုအပ်တယ်အဲ့တော့အကြောင်း number 9နေရာမှာ rodrigo ကိုတုံးဖို့ comment ဆိုတာလည်းမဖြစ်နိုင်ဘူးအဲ့တော့ကျွန်တော် left wing တနေရာပဲချန်တော့မယ် left wing မှာကလည်း Martinelli trouser နှစ်ယောက်ရှိနေသေးတယ်။ Martinelli ကိုမယောင်းမဲနဲ့ Rodrigo ကိုခေါ်ရလောက်အောင်လည်းအဆင်မပြေဘူး။ပြီးတော့ left wing ဆိုတာ Rodrigo ရဲ့ major position မဟုတ်ဘူးဗျ။ နော်သူ့ရဲ့ဟိုဒုတိယ secondary position လို့ပြောလို့ရတယ်အဲ့လို secondary position မှာရန်ပြီးတော့ကစားခိုင်းအောင်လောက်နဲ့ယူရိုတန်း100လောက်အာဆင်နယ်ပေးပြီးခေါ်မှမထင်ဘူးရိုဒရီโกထက်ပို့ပြီးတော့လူမန်နေရာမှန်အသုံးပြနိုင်မဲ့တိုက်စစ်မှုတရားကိုပဲခုံနိုင်မယ်လို့တော့ကျွန်တော်ထင်ပါတယ်အဲ့အတွက်ကြောင့်ဒီသတင်းတွေကိုတော့ ကျွန်တော်ကလက်ရှိလောဆယ်အချိန်မှာမဖြစ်နိုင်သေးဘူးလို့ပဲသုံးသပ်ပြရသေးခင်ဗျ။ဟုတ်ကဲ့တလောဆန်လည်းမိတ်ဆက်ပေးကြတယ်ကျွန်တော်ရဲ့အခုဗီဒီယိုကိုကူညီပံ့ပိုးထားတဲ့ football game မှာ football game မှာအဘကွန်ရှိကူ၅သုံးလုံးမစ်နဲ့ sport ရှိကူကိုကစားလို့ရပါတယ်။ time back ဝင်နေလည်းကစားနိုင်ပါတယ်ခင်ဗျ။အသေးသေးကိုတော့ဘာနမက်၆သုံးလုံး၇သုံးလုံး၅သုံးလုံးနဲ့၉ချော့ချော့၁သုံးလုံး၃ညာသုံးလုံးမှာဆက်သွယ်ဆုံးဆန်းမေးမြန်းလို့ရပါတယ်။ Okay ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆွေးနွေးအောင်ခင်ဗျာဒီသတင်းကတော့ Manchester United နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်ပေါ်ပြလာတဲ့သတင်းထဏကအီတလီဘက်က Corriere dello Sport ကဖြစ်ပါတယ်ခင်ဗျာ Netherlands တိုက်စင်မှု Joshua Zirkzee ကို Inter Milan အ သင်းဟာဒီနှစ်နွေရာသီမှာအဓိကအပြောင်းရွှေ့ဖြစ်သတ်မှတ်ထားတယ်လို့သိရပါတယ်။ United အတွက်ဝမ်းသာစရာသတင်းလားပေါ့နော်။ Inter Milan ကတော့ကစားသမားတစ်ယောက်အတွက်ပြောင်းရွှေ့ကြီးတင့်တင့်တလောက်ပေးပြီးခေါ်နိုင်တဲ့ကလပ်လို့ပြောလို့ရတယ်။ဒီနှစ်ဘောလုံးရာသီမှာလည်းသူတို့ရဲ့ income တွေဒီအထိုက်လျောက် အဆင်ပြေတယ်ချန်ပီယံလိဖိုင်နယ်တက်သွားပြီကစားသမားကောင်းတယောက်ကိုခေါ်ဖို့ဆိုရင်အသင့်အနေထားရှိတယ်သူတို့ရဲ့တိုက်စစ်ပိုင်းမှာ Marcus Thuram ရှိတယ်ဆိုပေမဲ့လည်း Marcus Thuram ရဲ့အသက်အရွယ်ကအကောင်းဆုံးအသက်အရွယ်တော့မဟုတ်ဘူးတိုက်စစ်စုဖွဲ့မှုကိုပို့ပြီးအင်အားကောင်းမှုအတွက်ဒီအီတလီအတွင်းက တိုက်စစ်မှုတွေကိုပြန်ခေါ်မလားပေါ့ဥမာပြောရင်တော့ကျွန်တော်ဒီနှစ်ဘောလုံးရတဲ့မှာအတ္တလန်တာအတွက်ဂိုးတွေတဖုံဖုံတတိုင်းတိုင်းတွင်းပေးနေတဲ့ရက်ဂွီဒီလိုတိုက်စစ်မှုမျိုးပေါ့ဒါမှမဟုတ်လေဒါ United တိုက်စစ်မှုဂျူရှူယာဇက်ဇီလိုတိုက်မျိုးလည်းဖြစ်လာနိုင်တာအဲ့တော့ပြောချင်တာ United အနေနဲ့ ဘာလို့မှလဲပေါ့တိုက်စစ်မှု၂ယောက်ရှိတယ် Ramos Wildland နဲ့ Joshua Zexy Zexy ကနောက်ပိုင်းပွဲတွေမှာတွန်းတွန်းတိုက်တိုက်နဲ့အသင်းတို့ကအနည်းနဲ့အများတော့အားကိုးအားပင်မဲ့ဒါသည် Ruben Amorim လိုချင်တဲ့တိုက်စစ်မှုပုံစံမဟုတ်ဘူး Ruben Amorim သွေးပေးခဲ့တဲ့တိုက်စစ်မှုကို show လိုက်အောင် Video Yogesh အဲ့တော့သူတို့တိုက်စစ်မှုကောင်တစ်ယောက်ကိုခေါ်ချင်တယ်ဒင်ပြည့်ချက်ပြည့်တိုက်စစ်မှုကို ိုအသင်းကိုမရရအောင်ဆွဲဆောင်ခြင်းနဲ့ဆိုရင်အသင်းမှာရှိနေတဲ့ဒီတိုက်စစ်မှု၂ယောက်ထဲကတစ်ယောက်ကိုရောင်းဖို့တော့ရှိတယ်။ဒီချိန်မှာ White Landed Zexi ကတော့တခြားအသင်းတွေပို့ပြီးတော့လိုချင်တဲ့ပုံစံဖြစ်ပါလိမ့်မယ်။ Juventus နဲ့လည်းတည်င်းထွက်တယ်နော်။အခု Inter Milan နဲ့လည်းတည်င်းထွက်တယ်။ Ramos Wylan ကတော့ Napoli နဲ့ပဲ တည်င်းထွက်တယ်ဗျ။ဒါမဲ့ခေါ်မခေါ်မသေးကြဘူး။ဇက်ဇီးကတော့တကယ်တိတိကျကျဆန်းရောင်းမယ်ဆိုရင်မန်ချက်စတာယူနိုက်တက်ခေါ်စဉ်အချိန်ကာလတုန်းကပြောင်းရွှေ့ခြင်းအမောက်ပမာဏတိုင်းပေးမယ်ဆိုရင်ဇက်ဇီးကိုအီတလီကလပ်အသင်းတင်းတင်းလောက်ကတော့ခေါ်ဦးနိုင်တယ်။အခုတည်င်းထွက်နေတဲ့အင်တာမီလန်ကတော့အဖြစ်နိုင်ဆုံးလို့တော့ကျွန်တော်ယူဆတယ်။အင်တာမီလန်ရဲ့တိုက်စစ်ပိုင်းမှာဆိုရင်ထလေးတဲ့တိုက်စစ်မှုတွေအောင်မြင်ခဲ့တဲ့အစဉ်လာတွေရှိတယ်။ဘာမှမကြည့်နဲ့ရူမီလူလူကာကိုကြည့်အင်နာမီလန်ကလည်းလူဝဲတာငပါเนาะအန်ဒရီအိုနာနာကိုဆိုရင်အလွတ်နဲ့ကောက်ဥလိုက်တယ်ယူနိုက်တက်ကိုဒီ ောင်းရွှေ့ချင်အများကြီးနဲ့ပြန်ပြီးတော့ထုတ်တယ်ပြီးတော့ဆွမ်းမောင်းကိုခေါ်တယ်ရိုမီလိုလူကာကိုလည်းအဲ့တိုင်းပဲယူနိုက်တက်ကနေတင့်တဲ့ CDN နဲ့ဝယ်လိုက်တယ်ချယ်ဆီကိုပေါင်တန်းတရာလောက်နဲ့ရောင်းပလိုက်တယ်အခုဂျိုရှူယာဇက်ဇီကိုလည်းအဲ့လိုအကွက်မျိုးတုံးနေတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အင်တာမီလန်ရဲ့အပြောင်းရွှေ့ပြစ်မှတ်တွေကခေါ်တဲ့အခါတိုင်းမှန်တာ များပါတယ်ဂျိုရှွာဇက်စီအင်တာမီလန်တို့ရဲ့အပြောင်းအရွှေ့သတင်းတွေဆက်လက်စောင့်ကြည့်နားထောင်ရမယ့်အခြေအနေမျိုးရှိပါတယ်ခင်ဗျာကဲကျွန်တော်နောက်ဆုံးသတင်းတစ်ပုဒ်ဆွေးနွေးအောင်ခင်ဗျာဒီသတင်းကတော့ The Sun ကနေဖော်ပြထားရမယ်ဖြစ်ပါတယ် Liverpool အသင်းက Real Madrid ကန်လန်ထားတဲ့ Trent Alexander-Arnold အတွက် ကန်လန်းချက်တရက်ကိုလက်ခံမှာမဟုတ်လို့သိရပါတယ်။ဘာကန်လန်းချက်လဲ။ Train ရဲ့စာချုပ်သတင်းဟာဇွန်လ30ရက်နေ့မှာအတိအကျကုန်မှာပါ။ Real Madrid ကဇွန်လတွင်ရှင်ပြိုင်ကစားမယ့် FIFA Club World Cup ပြိုင်ပွဲမှာ Train ကိုအသုံးပြုခြင်းနဲ့အတွက်လာပိုင်းလိုတိုးပြီးတော့စာအုပ်ဖြတ်သိမ်းကြီးပေးခြင်းနဲ့သဘောဆန္ဒရှိနေတယ်။တိုးတော့လာပိုင်းလောက်ကျတော့ Real Madrid ကအများကြီးမပေးခြင်းဘူး။တသိန်း8000 sorry 8သိန်းခွဲပေါ့နော်။ ေါင်တန်းတောင်မပြည့်ဘူး၈သိန်းခွဲလောက်ပဲပေးခြင်းနဲ့မနေ့ကတော့ကျွန်တော်အဲ့တဲ့ရင်ဆွေးနွေးခဲ့ပြီးပါပြီအဲ့ဒီ၈သိန်းခွဲကပြည့်လင်းပြောရင်ဗျအလကားရတာဗျာ၃သုံးပလဲအဆင်ပြေတယ်ပေါ့ဒါမဲ့လီဗာပူးအသင်းဘက်ကတော့အဲ့လိုမျိုးမရှုမြင်ထားပါဘူး Real Madrid အသင်းဒီကမ်းလန်းနဲ့အမောက်ပမာဏကသူတို့အသင်းအတွက်လည်းဘာမှမဟုတ်ဘူးဂွန်သိခါပိုင်းဆိုင်ရာအရာထိခိုက်တယ်လို့ယူဆလာတော့မသိပါဘူးလက်မခံပါဘူးအဲ့အတွက်ကြောင့်ဒီ၆လပိုင်းစာအုပ်တန်းကုံမတာလျင် Trent Alexander Arnold ကို Real Madrid အသင်းကိုပြောင်းရွှေ့ခိုင်းပွဲရှိနေတယ်ဆိုတော့ FIFA Club World Cup မှာ Trent ကိုထည့်ပြီးတော့ကစားခြင်းနဲ့အိမ်မက်ကတော့ပြတ် ်သွားပြီလို့ပဲပြောရမှာပေါ့နော်ဟုတ်ကဲ့ဒါတော့ဒီကနေ့ရဲ့ဘောလုံးပြောင်းရွှေ့တဲ့တဲ့နဲ့ပတ်သက်ပြီးတော့သုံးသက်ဆွေးနွေးမှုလုပ်ခဲ့တာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးခဲ့တဲ့အတွက်ကျေးဇူးများအိတ်တင်ပါတယ်